မျိုးသမီးတယောက်တို့သမီးတယောက်ရဲ့မျှော်လင့်ချက်ကကိုယူတဲ့ကိုအိမ်အောင်ဘက်ဟိုကိုယူလိုက်တဲ့ယောက်ျားတယောက်ကကိုထစ်ချင်တဲ့အိမ်မက်ဒရင်းတွေကိုဖြည့်ဆည်းပေးရပဲအမအရန်ကန်ကောင်းပါတယ်ဘယ်လိုပြောမလဲတဲရတော့အဲ့လိုအိမ်အောင်ကြီးကိုဘယ်ဘယ်ချိန်ကဘယ်နောက်၅နှစ်နေယူမယ်8နှစ်နေယူမယ်ဆိုတာမျိုးရှိပါဘူးနောက်နှစ်လည်းကြာရင်ကြာဝနိုင်တာပဲနောက်၅နှစ်လည်းဖြည့်ရင်ဖြစ်နိုင်တာပဲเนาะဖြစ်သွားနိုင်တာဖြစ်သွားနိုင်တာအများကြီးပဲဘယ်တော့စားရမလဲစကားတွေကအများကြီးစားချင်ခုရှစ်မှာမုတ်ကျွေးမယ်အကုန်လုံး တော့ဘယ်တော့စားမလဲစားမလဲဆိုလို့အဲ့လိုပဲပြောနေအဲ့လိုပဲပြောမှာခုကြွေးလိုက်မယ်နောက်နောက်မှစားကြမလို့ခုချက်ချင်းကြွေးမယ်အေးပြီမင်္ဂလာပါမဟုတ်ကဲ့တဲ့ဒီတဲ့ဘုသူ့ပေါ်ကတက်တာဒါကိုတားငယ်နဲ့မဆူပြည့်ရဲ့ပွဲပေါ့နော်ဟုတ်ဖက်ရှင်တွေပေါ့ပြခုံတွေကိုပြောပြရောအော်ကိုနဲ့မအမဆိုလည်းအေးအေးလေးလေးအဲ့လိုလေးဆိုရင်အမကတော့မျက်နှာနေမှာပါတို့တမိဆိုတော့ဒီပွဲမှာ main ပေါ့ဟုတ် ဟုတ်ကဲ့အလားတုံးပဲဟုတ်ကဲ့ပါလေးလေးရမ်းလာနေဟိုကဖန်ရှင်တွေပြုတ်ပေးပါအဲဟိုဒီတိုင်းမဲ့ဟိုချုပ်ခိုင်းလိုက်တော့ဒီဇိုင်နာကိုဒီတိုင်းပွက်တက်ဖို့ပါတယ်သူတို့ကာလာတတ်မှတ်တာရှည်လေဟိုအဲ့ဒီထဲကဒီရလေးအောင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အကိုနဲ့မကတော့လေအမြဲတွဲမြင်နေကြဆိုတော့လေသူတို့ဟိုတမီးစားရပါလို့ဝင်မခံခင်တည်းကလည်းအမြဲတမ်းပွဲတွေမှာတွဲတွေ့နေကြဆိုတော့အမြဲလိုက်ဖက်ပြီးသားနေနေလာရှင်နေမြလို့ပဲအော်ဒီချက်ပို့ပြီးတော့ဟို perfect အရင်ဖြစ်တဲ့အတွဲလေးပါပဲအစရင်ကလည်း room မှာပါအဲ့လိုအခုကတော့လူရှိပို့ပြီးတော့ roll လို့ရပါတာပေါ့ဟုတ်အမရောအကိုရောအဲ့လိုတရင်နေမှာလည်းခုနောက်ပိုင်းတွေ့အရင်ချစ်ကြတဲ့ပုံစံလေးဆိုသဘောကျပါတယ်ဟုတ်ကဲ့အားကြောင့်နေလားကိုကြီးအားကြပါရဲ့ချစ်တဲ့လူတိုင်းရောချစ်တဲ့အတွက်လေးမြင်နော်ဟုတ်အားကြဟုတ်အကိုနဲ့မနဲ့ရော Facebook မှာလည်း friend ဆိုတော့လေဟိုဒီပွဲမင်္ဂလာပွဲတွေမှာတိုင်ရင်ဟိုးရှေ့ရှေ့တွေကလည်းအမြဲတမ်းမြင်နေကြပဲဆိုတော့တကယ်ကို live ဖက်တဲ့အတွက်အမြဲတမ်းဟို အမအိုလည်းအဲ့လိုအများကြီးဒီဇိုင်နာတွေရောမေကပ်ဆရာတွေအဲ့လိုရွှေဆိုင်ရေနာဆိုင်တွေကလည်းအများအရန် supporting လုပ်တယ်ဆိုတော့လေမနေ့ကမြန်မာပွဲလေးမနက်ကလာပွဲလေးဆိုလဲเนาะအရန်လာတယ်စက်တီအရန်ရှိရဟုတ်ဆိုပြည့်ဟုတ်တယ်အချစ်ဦးရဟုတ်အဲ့ဒါလေးရလေတကယ်ချစ်ပြာဟုတ်တယ်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 အမအရန်တော်တဲ့အမျိုးသမီးပါဒါဟိုအေးပင်မဲ့အရန်ထက်တဲ့အမျိုးသမီးပေါ့နော် relationship တခုလောက်နှစ်အကြာကြီးဒီလောက် keep လုပ်ထားနိုင်နေဆိုတော့အမအရန်တော်လို့ပါအများကြီး ပို့ပြီးအောင်မြင်ပျော်ရွှင်တာယာတဲ့အိမ်တော်ကြီးပို့ဖြစ်ဖြစ်ပါစေလို့တဲဆုတောင်းမိပါတယ်။အကိုရောမဟုတ်တော့တဲ့နှစ်လုံးအတွက် congratulation အရန်ပျော်ပါတယ်။ဟိုနေနဲ့လားရွှင်နဲ့မြလို့ပဲပေါ့နော်။ဟိုအမှုပညာရှင်ချင်းချင်းလက်ထပ်တာနဲတယ်ဆိုတော့ဒါလည်းအရန်အကြဖို့ကောင်းတဲ့အတွက်လေးပါပဲ။နော်ဟုတ်ကဲ့ပါ။အဲ့တော့ဒါသာသမီးလေးရေပေါ့။ဆုတောင်းပေးမယ်။ကိုနေ့ကအင်တာဗျူးတွေ့လိုက်တယ်။ဟိုကကိုတန်းငယ်အမေကတားတယောက်သမီးတယောက်ဆိုတော့အဲ့တိုင်းလေးပဲဖြစ်ပါစေလို့ဟုတ် ကောင်းတယ်ဟုတ်ဟုတ်တယ်ဆိုပြရလဲပြောလို့ဆိုတော့လုံးဝဟိုအနောက်ကနေတော့ဒါဖြစ်ချင်လာအောင်ဟုတ်ကဲ့ဘာကအဲ့လိုမျိုးလုပ်တာကံကောင်းတာပေါ့နော်ဟိုမျိုးသမီးတယောက်တို့သမီးတယောက်ရဲ့မျောလင်းချက်ကကိုယူတဲ့ကိုအိမ်အောင်ဘက်ဟိုကိုယူလိုက်တဲ့ယောက်ျားတယောက်ကကိုချစ်ချင်တဲ့အိမ်မက်ဒရင်းတွေကိုဖြည့်ဆည်းပေးရပဲအမအရန်ကံကောင်းပါတယ်အဲ့တော့တဲရော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 မမေးပါနဲ့တဲရောတော့ငြိမ်ပဲနော်ငြိမ်ပဲဟုတ်ငြိမ်ပဲဘာမှကိုကအေးသေးပဲအဲဟို ဒါကလည်းကံပေါ့နော်ကံမဲဆိုတော့အချိန်တိုင်းသူကသူဖြစ်လာပါလိမ့်မယ်ထစ်ချိန်တိုင်းဖြစ်လာပါလိမ့်ဘာမှမျောလင့်ထားကြိုတွေးထားမရှိဘူးမရှိဘူးအဲအသက်ရွယ်ပါလိမ့်မယ်မရှိပါဘူးကိုလှောင်နေနေသေးရပေါ့အမြဲဘယ်လိုပြောမလဲတဲရတော့အဲ့လိုအိမ်တော်ကြီးကိုဘယ်ဘယ်ချိန်ငါဘယ်နောက်၅နှစ်နေယူမယ်8နှစ်နေယူမယ်ဆိုတာမျိုးရှိပါဘူးနောက်နှစ်လည်းကြာရင်ကြာဝနိုင်တာပဲနောက်၅နှစ်လည်းဖြစ်ရင်ဖြစ်နိုင်တာပဲနော်ဖြစ်သွားနိုင်တာပဲအများကြီးပဲဘယ်တော့စားမလဲဆိုစကားတွေကအမြန်စားချင်ခုရှင်းမှာမဟုတ်ကျွေးမယ်အကုန်လုံး ော့ဘယ်တော့သားလဲသားမလဲဆိုလို့အဲ့လိုပဲပြောနေတယ်အဲ့လိုပဲပြောမှာခုကြွေးလိုက်မယ်နောက်နောက်မှစားကြမလို့ခုချက်ချင်းကြွေးမယ်အေးပြီโอเคပါတော့အသေးဝင်လိုက်တာအတွဲလေးနဲ့မြင်ချင်မြင်ချင်ကြရတယ်ဆိုတော့ဘာလို့လဲပြောချင်အော်ဟုတ်ဟိုသူကသူအချိန်တန်လို့ရှိရင်တော့ဖြစ်လာမှာပေါ့နော်မဖြစ်တော့လည်းကဲပေါ့ဟောအေးစေတယ်အစ်စီပဲတဲရတော့ပျော့ပါတယ်ဒီလိုမျိုးအဆင်ပြေတယ်တဲရတော့ဒီနှစ်ယောက်နှစ်ယောက်တည်းဆိုရင်အဆင်ပြေလားတယောက်တည်းမဆင်ဘူးဘယ်လိုဖြစ်ဖြစ်ပြေပါတယ်အမဟုတ်ကဲ့ပါဟုတ်တော့ဒီနေ့လောက်ချမှုလေး ဟုတ်တဲ့ဒီနေ့ထဲတော့တဲရတော့အဲဒီကိုင်းရိုက်တွေတော့မရိုက်ဖြစ်ဘူးဟို commercial လဲ TV commercial မရိုက်တိတ်မရိုက်ဖြစ်ဘူး photo commercial ပဲရိုက်ဖြစ်တယ်အထက်ကတော့လေတော့ကြောင့်အဲ့ဒါပဲဖြေရရမ်းများနေအဲ့ဒါကြောက်ပါကျန်တာတော့ဟိုဟိုကနောက်နေ့ဒီကနောက်တစ်လခွဲနှစ်လလောက်ဆိုပြီးပြီတော့နောက်နေ့ထဲတော့အကုန်ပြန်လောက်ပါမယ်ဟုတ်ပြိတ္တကြီးအလုံးကျေးဇူးများကြီးတင်ပါရဲ့ကျေးဇူးပါဆုပါရှင်ဟုတ်